ားလုံးပဲမင်္ဂလာပါဒီနေ့အကြောင်းအရာလေးက base guitar တီးမှတ်လူတွေအတွက်လက်သွေးပူလေ့ကျင့်ခန်းဆိုပေမဲ့ computer keyboard mouse အသုံးများတဲ့မိတ်ဆွေများအတွက်လည်းအကျိုးရှိလိမ့်မယ်လို့ပြောချင်ပါတယ်ဒီလက်သွေးပူလေ့ကျင့်ခန်းကို base guitar မတီးခင်3မိနစ်လောက်လုပ်ပြီးသွားရင်ဒီခတ်တဲ့အခါမှာအရင်အဆင်ပြေချောမွေ့တယ်ဆိုတော့လက်သွေးကျင့်သုံးခြင်းသိနိုင်ပါလိမ့်မယ်ပထမဆုံးလက်နှစ်ဖက်ကိုပော့ပော့ပါပါ15ကြိမ်လောက်ခါရအောင် ပြီးရင်လက်နှစ်ဖက်စလုံးဝေးကို50စက္ကန့်အတွင်းဘက်ကို50စက္ကန့်၃ချိန်လောက်အောင် က်ကိုဒီလိုနေထားလေးမှာလက်သီးဆုပ်မှန်ဖြတ်မှန်15ကြိမ်လောက်ပါမယ်လက်နှစ်ဖက်ကိုရှက်ပြီးမှရှေ့ကိုဆန်တန်းမှာ ဆယ်စကန့်လောက်ပါမယ်ပေါ်ဆယ်စကန့်โอเคပြန်လက်ကိုပြည်ပြည်လေးခါမှာလက်ကိုအရှိမထားပြီး လက်ချောင်းတွေကိုတချောင်းချင်းစီဝေးလိုက်ဆန်းလိုက်လုပ်ပါမယ်ဘယ်လက်လက်မကနေစပါမယ်1 2ပြန်ပြမှာနောက်တစ်ခါညာဘက်ကပြန်စမယ် ဘင်းလက်နှစ်ဖက်တပြိုင်တည်းလောက်ပါမယ်လက်တန်းကနေစပါ1 2လမနီပြန်စမှာလမ်းနှစ်ဖက်ကိုရှက်မှန်းတံတောင်ဆက်ကိုအချင်းချင်းထိခါနီးလောက်ထိပဲထားပါမယ်ပြီးရင်လက်ကောက်ဝတ်ကိုလှည့်မှန်း โอเคလက်ကတော့တာလေးခါမှာအဲကျွန်တော်တို့ရဲ့ပထမပိုင်း3မိနစ်သွေးပူလေးချင်းခံလေးပြီးသွားပါပြီဒါကို bass guitar တီးခါနေ့တိုင်းမှာလှုပ်ပေးရင်လက်ချောင်းလေးများတီးဖို့အတွက် ready ဖြစ်နေပါပြီသွေးပူလေးချင်းခံပြီးတဲ့နောက်မှာအခြေခံကြတဲ့ bass guitar လေးချင်းခံတချို့ကိုစားလိုက်ကြရအောင်လက်ကျိုးတွေနဲ့ပေါပေါပပစားလိုက်အောင် bass guitar တီးတတ်တာမတီးတတ်တာအရင်မကြည့်ပါဘူးလက်ချောင်းလေးတွေကို လေ့ကျင့်ပေးနေရဖြစ်ပါတယ် အရင်ဆုံးလွတ်ကျိုးတွေမှာညာလက်ကိုအရင်ဆုံးလင်းချင်ရအောင်လေးကျိုး၃ကျိုး၂ကျိုး၁ကျိုးအရာတွေပြီးပါမယ်ပြောရရင် alternate plan နဲ့ပေါ့လဲကြလေးအေး၃ကျိုးနေကျ ကျိုးကနေအပေါ်ပြန်တက်မှာအဲ့ဒီခါမှာတော့ regain တီးူးတဲ့လူတွေက regain နဲ့တက်လို့ရတယ်သမဟုတ်လားပုံမှန် organic တိုင်းမှာတီးလဲရပါတယ် G ကနေစတီးပါမယ်နဘာစီတီးရအောင် ခါပြန်ပြီးမှာလိုက်တီးကြည့်တဲ့ညီကိုများအနေနဲ့ ricking ကိုမသိသေးဘူးဆိုတော့နောက်ကလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ညာဘက်လက်ပြီးတဲ့နောက်ဘယ်လက်နဲ့ညာလက်တွဲပြီးပြီးမှဘယ်လက်ကနံပါတ်1 2 3 ပေါ့အခုကကျွန်တော်တို့1နဲ့2ကိုပဲတုံးပါအောင်မယ် final six friend မှာတေကျိုးကနေအပေါ်တက်မှာနောက်တစ်ခါတခြား fret တွေကိုကူးသွားမှာ ချိုက်တဲ့ fret ထိပြီးသွားမယ်။ဒါဒီ bullet ချင်းခံလို့တာဆိုတော့အရင်ကြီးညောင်းအောင်လည်းမလုပ်ဘူးပေါ့။နောက်တစ်မျိုးကိုကျွန်တော်တို့1 2 4 position လို့ခေါ်ပါတယ်။လေးကျိုးနဲ့ပဲပြောပါမယ်။ E ကျိုး A D G ကျိုးတွေကိုပဲပြပြသွားပါမယ်။လေးကျိုးလွတ်ကျိုးကိုလွတ်ကျိုးပြီးပထမအကွက်က F F ကိုနံပါတ်7နဲ့ဒီမှာ F sharp ဒုတိယအကွက်ကိုလက်နံပါတ်1နဲ့ပြီးမှတတိယ G ကွက်ကိုနံပါတ်3နဲ့မပြီးဘဲနဲ့4နဲ့ပြီးမှ1 2 4အဲကြောင့်1 2 4 position လို့ခေါ်ပါတယ်ဒါတော့လက်ကိုအစောပိုင်းမှာအရန်မကားစေချင်လို့လက်ကိုတစ်ခါရအရန်ကားပြီးတည်ရင်ဒီဘယ်လက်ဒီနာတက်လို့အစောပိုင်းကို warming up ချိန်မှာ တတရရပဲ1 to 4 position နဲ့ဒီစေချက်မှာအဲ့ဒါကို E ရနေစမယ် E F F sharp P G ကိုလေးနဲ့ပြီးပါမှာ1 2 4 E F F sharp G major will be A, A sharp or B, B flat, B, 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 C, O, number lane at the Okay, D major will be One 1, four position. ဒါတော့ကျွန်တော်တို့တော့ဘိုင်းမှာတတလေးပဲတီးပါမယ်ကျွန်တော်တီးတဲ့ကြိုးတွေနှုတ်တစ်လုံးနဲ့တစ်လုံးအတန်း

နောက်ထပ်ဗီဒီယိုတွေကိုဆက်ပြီးရိုက်ကူးပြန်ဆက်သွားနိုင်ဖို့အတွက် subscribe လေးလုပ်ပြီးကုသပေးချင်ပါတယ်။ကျွန်တော်အကြံဉာဏ်ပေးချင်တယ်ဒါမှမဟုတ် base data နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ audio နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမေးချင်လို့ဆိုရင် comment မှာရေးပေးခဲ့လို့ရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်။အားလုံးကျမ်းမာပျော်ရွှင်ကြပါစေ။ thank you